။ဒီဟာစခန်းဝင်တန်ဃာတော်အရှင်မြတ်တို့နှင့်ယောဂီအပေါင်းတော်ကောင်းတို့အခုချိန်မှစပြီးတော့ဝိပဿနာဘာဝနာ တရားတို့ကိုပေါ်များအားထုတ်နိုင်ကြဖို့ရတဲ့ဒိဋ္ဌိတဲ့နေရအရက်ကို ွေးချယ်ချင်ကပ်ပေးပါပြီတဲ့ပါလင်ကံအာဘုစိတ်တော်အမျိုးသားများဖြစ်စေအမျိုးသမီးများဖြစ်စေထဲ့ဝဲဖွဲ့ခွေတင်ပလင်းနေလိုက်ပါ ဥဇုံကာယံပဏိဌာယအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းမတ်အောင်ထားလိုက်အထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဘာကြောင့်ဖြောင်းမတ်အောင်ထားရသလဲဆိုလို့ရှိခါကိုင်းနေမယ်ဆိုလို့ရှိရင် အယူတွေကန်ပြီးတော့ထားရသည့်အတွက်ကြောင့်ဒုက္ခဝေဒနာခဏခဏဖြစ်ပါလိမ့်မယ်ဒုက္ခဝေဒနာခဏခဏဖြစ်လို့ရှိတမာတိမရနိုင်တော့ဘူးတဲ့တမာတိမရလို့ရှိရင်ဝိပဿနာဉာဏ်ဆိုတာကလည်း ဖြစ်နိုင်ဘူးတဲ့ဒါကြောင့်ခါကိုဖြောင်းမအောင်ထားရတယ်လောဝနှစ်ဖက်ကိုကြတော့တင်ပလင်ခွေရဲ့အလယ်မှာဖြာပြီးတော့ထားရတယ်လောဝတစ်ဖက်ကိုတဲ့အောက်ကနေဖြာတယ် အဘောကနီးမှထပ်ပြီးတော့ထားလိုက်မျက်လုံးကိုအတာအရာမိတ်ပစက်ကိုအတာအရာပိတ်တတိမှုခံထပ်ပစ်တော် ိမိရဲ့တတိနဲ့ရှင်နဲ့စိတ်ကိုကြတော့နှခေါင်းပပြားမှာထားလိုက်နှခေါင်းပပြားမှာထားလိုက်နှခေါင်းအပြားမှာတတိကိုထားပြီးတော့အဲ့ဒါရှူရာနဲ့ ြန်ထုတ်တာတဲ့ရင်းညက်အနေနဲ့ကတော့အသက်ရှူတာနဲ့ပြန်ထုတ်တာလို့ခေါ်ရတယ်ပရမထတရားအနေနဲ့ဆိုလို့ရှိဝင်းလီနဲ့ထွက်လီလို့ခေါ်ရတယ်အပြင်ကလီတွေရှူသွင်းတဲ့အခါမှာ ဝင်းလီတိလို့မှတ်လိုက်အထဲတဲကလေတွေပြန်ထုတ်လိုက်တဲ့အခါထွက်လီတိလို့မှတ်လိုက်ဝင်းလီတိထွက်လီတိဝင်းလီဖြစ်တိုင်းတတိနဲ့မှဉာဏ်နဲ့တိ ထွက်လေဖြစ်တိုင်းတတိနဲ့မှဉာဏ်နဲ့တိဝင်လေတိထွက်လေ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 တိလို့ 10မိနစ်15မိနစ်ခန့်လောက်ဝင်လေဖြစ်တိုင်းတတိနဲ့မှတ်နေရတယ်ထွက်လေဖြစ်တိုင်းတတိနဲ့မှတ်နေရတယ်တဲ့အဲ့ဒီကဲ့သို့တဲ့ဝင်လေဖြစ်တိုင်းတတိနဲ့မှတ်ထွက်လေဖြစ်တိုင်းတတိနဲ့မှတ်နေမယ်ဆိုလို့ရှိရင် တတိနေပကတတိရှိလည်းရင်အတိလေးရလည်းကကပါလာပါလေတဲ့ဝိဉ္ဒီနဲ့ထွက်လေကိုတဲ့စုမှတ်ခြင်းကိုကာယ ानु ပတနာလို့ခေါ်ရတယ်ဝိဉ္ဒီနဲ့ထွက်လေကို ကာယလို့ခေါ်တယ်။အားကြောင့်ဝင်လေနဲ့ထွက်လေကိုကာယလို့ခေါ်တယ်ဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးနဲ့စပ်နေလို့ပါပဲတဲ့။ဒီဝင်လေနဲ့ထွက်လေကိုတတိလေထားပြီးတော့မှတ်တဲ့အလုပ်ကိုတို့ရ အာတိဝနာလို့ခေါ်တယ်ဝင်လေကိုတတိထလိုက်တယ်ထွက်လေကိုတတိထလိုက်တယ်ဝင်လေကိုမိနေတယ်ထွက်လေကိုမိနေတယ်ဒါကိုသူကအာတိဝနာလို့ခေါ် ဒီဝင်လေနဲ့ထွက်လေကိုတတိလေးထားပြီးတော့တခါကနှစ်ခါနှစ်ခါကသုံးခါသုံးခါက၄ခါ၄ခါက၅ခါ၅ခါနေဟုပဲ၁ခါ၁ခါကနေဟုပဲအခါ၂၀အဲ့ဒီကဲ့သို့တဲ့ မှတ်ရင်နဲ့ပွားများနေတာကိုကြတော့ဘာဝနာလို့ခေါ်ရတယ်ဟာတိဝနာဘာဝနာကဲဘာဝနာပွားများရာကနေပြီးတော့အကျိန်ပေါင်းများစွာအကျိန်ပေါင်းများစွာအကျိန်ပေါင်းများစွာ ီဝင်တွေနဲ့ထွက်တွေကို ရှုမှတ်တဲ့အလုတ်တို့ကိုများများပြုလုပ်နေတာကိုကြတော့ဘဟုလီကံမလို့ခေါ်ရတယ်။အာဒီဝနာဘာဝနာဘဟုလီကံမအကျဉ်းများစွာ ဒီဝင်လေနဲ့ထွက်လေကိုရှုမှတ်တဲ့အလုတ်ကိုဝရိယထားပြီးတဲ့တတိနဲ့ရှုမှတ်နေမယ်ဆိုလို့ရှိတယ်။ဓမ္မာတိစိတ်တိကကတတာတဲ့ဒီဝင်လေနဲ့ထွက်လေကို တမာရီကောင်းကောင်းနဲ့သူကရှုမှတ်နိုင်သွားတယ်တဲ့တမာရီကောင်းကောင်းနဲ့ရှုမှတ်နိုင်သွားတယ်တဲ့ဒါကြောင့်တရားရှုမှတ်တဲ့ယဟန်ရှင်လူမြည်သူမဆုဝင်လီနဲ့ထွက်လီကိုကိုကစတင်ပြီးတော့ရှုမှတ်တယ်ဆိုလို့ရှိတယ်ဒီဝင်လေနဲ့ထွက်လေကိုပဲ ဝရိယထားပြီးတော့တတိနဲ့မြားများမှတ်ပြရတယ်။ဝိန္ဒီနဲ့ထွက်လီကိုဝရိယထားပြီးတော့တတိနဲ့ရှုမှတ်နေရတယ်။ဒါကိုယောဂီပေါင်းတော်ကောင်းတို့ကာယ ानु ပတ္တနာလို့ခေါ် တတိနဲ့ရှုမှတ်နေသည့်အတွက်ကြောင့်တတိပဋ္ဌာန်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ကာယနုပတ္တနာတတိပဋ္ဌာန်ကေတကယောဂီအပေါင်းတို့ကောင်းတို့ဒီဝင်လီနဲ့ထွက်လီကိုပဲဇက်တိုက်ရှုမှတ်နေရမှာလား ဇက်တိုင်ရှုမှတ်နေရင်လည်းပဲရှာတယ်ဇက်တိုင်ရှုမှတ်နေရင်လည်းပဲရှာတယ်ဘာကြောင့်လဲဆိုလို့ရှိရင်မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကအာနာပါနာပါလို့ခေါ်တဲ့ဝင်လီနဲ့ထွက်လီကိုရှုမှတ်တဲ့အခါမှာ နံပါတ်1ဝင်လေနဲ့ထွက်လေကိုရှုမှတ်နေပါတယ်နံပါတ်1ဝင်လေရှည်ရှည်ဖြစ်ရင်လေအဲ့ဒီရှည်ရှည်ဖြစ်တဲ့ဝင်လေကိုမှတ်နေပါဝင်လေ ခတ်မြန်မြန်ဖြစ်တယ်ဆိုရင်လေခတ်မြန်မြန်ဖြစ်တဲ့ဝင်လေကိုတဲ့ရှုမှတ်ပါတဲ့ထွက်လီခတ်ရှိရှိဖြစ်ရင်လေထွက်လီခတ်ရှိရှိဖြစ်တာကိုတဲ့မှတ်နေပါတတိယနိအယဆိုလို့ရှိရင တမ္မာတိအာကောင်းတဲ့အာကောင်းအောင်တမ္မာတိရတဲ့ရဖို့ရအတွက်ဝင်းလီဖြစ်စာကိုလည်းစုမဝင်းလီအလဲကိုလည်းစုမဝင်းလီရဲ့အဆုံးကိုလည်းစုမထိုနိဒုစွာ ထွက်လီရဲ့အစထွက်လီရဲ့အလဲထွက်လီရဲ့အဆုံသုံးချက်လုံးကိုလေရတဲ့မိအောင်လေရှုမှတ်ပေးပါတယ်တမာတိဘုရားတဲ့ရှားခြင်းနဲ့တမာတိအာကောင်းတဲ့အာကောင်းခြင်းနဲ့ဆိုလို့ရှိရင် ဝင်းဒီရဲ့အစာဝင်းဒီရဲ့အလေဝင်းဒီရဲ့အဆုံသုံးပါလုံးကိုယ်တွေတော့မိအောင်ရှုရမယ်တမာရီကောင်းလာလို့ရှိဝင်းဒီရဲ့အစာကိုလေမိအောင်လေရှုနိုင်သွားတယ်ဝင်းလီ ဘယ်နေရာမှာအလေကောင်းတယ်တမာရိယလို့ရှိရင်တည်သွားတယ်ဝင်းဒီဘယ်နေရာမှာဆုံးသွားတယ်လဲတမာရိယလို့ရှိရင်တော့တည်သွားတယ်ထွက်လီရဲ့အစဘယ်ကစတယ်လဲတမာရိယရင်တည်တယ်အလေအယဆိုတာကဘယ်နေရာမှာဖြစ်တယ်လဲ မာရိယာရင်တည်တယ်ထွက်ဒီရဲ့အဆုံးဘယ်မှာဆုံးသွားတယ်တမာရိယာရင်နဲ့ဒီနိုင်ပါလေဒါဘုန်းကြီးတို့ကတော့ဘယ်နေရာကစတယ်မပြောဘူးအလေအယဘယ်နေရာမှာဖြစ်တယ်မပြောဘူးဘယ်နေရာမှာဆုံးသွားတယ်မပြောဘူး တကယ်ရှုမှတ်လို့တမာရိယလည်းရင်အစာအလေအဆုံးတို့ကိုပါတည်သွားတယ်ဒါကိုမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပါဠိသဗ္ဗကာယပရိတံဝေတိတတိပဌာနတုတ်တံမှာတဲ့တိုက်ရိုက် မြတ်စွာဘုရားကဟောထားတယ်။နောက်၄ခုမြောက်ကြတော့ဝင်လေခါလည်းပဲတဲ့ရှုရင်ရှုရင်နဲ့တမာရီရတော့တဲ့ခါကျတော့သူငြိမ်သွားတယ်။ထွက်လေခါလည်းပဲတဲ့ရှုရင်မှရင်ရှုရင်မှရင်နဲ့တမာရီရတဲ့ခါကျတော့သူငြိမ်သွားတယ်ငြိမ်သွား ပတ္တံတယကာယံဝင်းဒီငိမ့်လို့ရှိရင်လည်းပဲငိမ့်တယ်တိထွက်လီငိမ့်သွားလို့ရှိရင်လည်းငိမ့်နေတိဒါကြောင့်အာနာပါနတတိ ဝင်လီနဲ့ထွက်လီတဲ့ရှုမှတ်တဲ့အခါမှာမဟာသတိပဋ္ဌာန်တုတ်တံပါဠိတော်ကြီးမှာကြတော့မြတ်စွာဘုရားကလီနီရှုပုံရှုနီတို့ကိုတဲ့ဟောထားတယ်ဓမ္မမဟုတ်ယောဂီအပေါင်းတို့ကောင်တို့ကဝင်လီနဲ့ထွက်လီ ုမှတ်လို့15မိနစ်မိနစ်20လောက်ရတဲ့အခါမိမိဤခန္ဓာကိုအခြားတဏှိယာယာကဖောက်ပြန်မှုတွေဖြစ်ပေါ်လာတယ်။ဖောက်ပြန်မှုတွေဆိုတာကတခြားမဟုတ်ပါဘူး။အခုယောဂီတို့တရားထိုင်တာဆိုလို့ရှိရင် 9นาทีทุบอย่าง9มินิตตู้มหกดามินิต20ลောက်สิลาไปสู่จาสุเอริเฉยมามีมีขันธากะนี่ปิ๊ดผ่องเปลี่ยนเป็ดสีมุเนเตยาปะลาเดโยคีอติติสุโลสิ ခြေစလုံးတွေကဖြစ်ဖြစ်ရောင်းလာမယ်။ပေါင်တွေကဖြစ်ဖြစ်ရောင်းလာမယ်။ခြေမျက်စိတွေကဖြစ်ဖြစ်နားလာမယ်။အဲ့ဒီကဲတို့တဲ့တဏှာယာကနေပြီးတော့ဖောက်ပြန်ပျက်စီးမှုနဲ့တရားပြပြီဆိုလို့ရှိရင် ဝင်လီနဲ့ထွက်လီတို့တဲ့။ဖောက်ပြန်ဖြစ်စီမှုကပူပြီးတော့ထင်ရှားလာသည့်အတွက်ကြောင့်ဝင်လီနဲ့ထွက်လီကိုဆက်မမှတ်တော့ပဲနဲ့။နောက်မှဖြစ်ပေါ်လာတဲ့ဖောက်ပြန်ပျက်စီးမှုလို့ခေါ်ရတဲ့ ညောင်းခြင်းနားခြင်းကြိုက်ခြင်းဒါတွေကိုတဲ့ပြောင်းလွှဲပြီးတော့ရှုပ်ပိုက်ရတယ်ပြောင်းလွှဲပြီးတော့ရှုပ်ပိုက်ရတယ်ဒီလိုရှုပ်မှတ်တဲ့အခါမှာဘုန်းကြီးတို့ကတော့ညောင်းလည်းညောင်းလည်းတိ ညောင်းနေတိလို့ပဲဒါရှုမှတ်နေတာပဲယောဂီတို့ကညံထက်တိအတွက်ကြောင့်ဖြစ်ပြရှုမှတ်လို့ရရဲ့ဖြစ်ပြရှုမှတ်ဟူခေါင်းပါလေဘုန်းကြီးတို့ဤအတွေ့အကြုံအရာကတော့ညောင်းလည်းရင်ညောင်းနေတိညောင်းနေတိညောင်းနေ သိလို့ပဲတဲ့ရှုမှတ်လိုက်တယ်ဘလောက်ထိအောင်ရှုမှတ်တယ်လဲဆိုလို့ရှိဒီညောင်းတဲ့သဘောလေးပျောက်သွားတဲ့ခါကျမှငြိမ့်ရင်သွားတဲ့ခါကျမှဆက်လိုက်တယ်ညောင်းတဲ့သဘောလေးပျောက်လို့မိမိရဲ့ခန္ဓာကာ ထင်ရှားသောဖောက်ပြန်မှုနဲ့တရားမပြသေးဘူးဆိုရင်စောစောကရှုခဲ့တဲ့ဝင်းလီနဲ့ထွက်လေကိုပဲတဲ့ပြန်ရှုပေးလိုက်တယ်ဒါကလေတဲ့ပြောလို့သာပြောတာပါတဏှာယာကညောင်းနာလေးပျောက်သွားပြီဆိုလို့ရှိရင်အခြားတဏှာယာက ထောက်ပြန်ပြည့်စုံမှုတွေပေါ်လာတာပါပဲတဲ့ခြေစလုံးနဲ့ကညောင်းတာလေးကိုပြောက်အောင် ရှုပြီးပြီဆိုလို့ရှိခြေမျက်စိမှာနာတာလေးလေးတဲ့ဖြစ်တိုင်းတာပဲအဲ့ဒီခါမှာခြေမျက်စိဘက်ကို အာယုံပြုတ်ပြီးတော့ ဒီနာတဲ့သဘောလေးကိုဘုံကြီးတို့ကတော့ပြောင်းရှုလိုက်တာပဲနာရတိနာရတိနာရတိလို့ပြောင်းပြီးတော့ရှုလိုက်တာပဲရှုမှတ်ပါများလို့ရှိရင်ဒီနာတဲ့သဘောလေးကလေတဲ့ပျောက်သွားတာပဲငြိမ့်သွားတာပဲယောဂီတို့ကတော့ အဲ့ဒီနားတဲ့သဘောလေးကိုပဲဖြစ်ပြည့်ရှုမှတ်နိုင်ရင် ရှုမှတ်ပါတဲ့ဖြစ်ပြီးပြက်တာကိုကြာရှိစွာ ရှုမှတ်နိုင်လို့ရှိရင်ဒါပို့ပြီးတော့တဲ့ခရီးရောက်ပါတယ်ကဲချီမျက်စိကနာရာလေးရှုမှတ်လို့ပြောက်သွားပြီဆိုလို့ရှိရင်ရင်ပါတဲ့ကဖြစ်ဖြစ် အောင်လာလေတဲ့တို့ပေါ်လာတတ်တယ်အဲဒီခါမှာရင်ဗဘကူလေးပြီးတော့အောင်တဲ့သဘောလေးကိုကွာရှုမှတ်ပြရတယ်အောင်တယ်တိအောင်တယ်တိအောင်တယ်တိလို့ရှုမှတ်ပြရတယ် ရှုမှတ်ပါများလို့ရှိရင်လည်းဒီအောင်းတဲ့သဘောလေးကလည်းတော့ပျောက်သွားတာပဲငြိမ့်သွားတာပဲတာကူမုတ်ကုတ်ဆရာတော်ဘုရားကြီးရဲ့တရားတော်နဲ့အညီသုံးတရမယ်ဆိုလို့ရှိရင်အကျဉ်းစားဖောက်ပြန်မှုတွေကိုနိုင်အောင်ရှုတယ် အကျဉ်းစာဖောက်ပြန်မှုတွေကို နိုင်အောင်ရှုဒီစကားနဲ့သွားပြီးတော့ညီတယ်မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးဟောကြားတော်မူခဲ့တဲ့မဟာတိပဌာနာတုတ်တံပါဠိတော်နဲ့ညှိမယ်ဆိုလို့ရှိရင်တော့သမုရိယဓမ္မာနုပတိကာယတမိဝိဟရတိ ဒီပါဠိတော်နဲ့သွားညီတယ်။ကာယသမိန်ဒီခန္ဓာကိုယ်ကြီးရဲ့အပေါ်၌သမုဒိယဓမ္မနုပတိတဲ့။အကြောင်းတရားတို့ကြောင့်ဖြစ်ပေါ်လာရတဲ့သဘောကိုအဖမအထထရှုမှတ်ပြီးတော့နေတယ်။ရှုမှတ်ပြီးတော့နေတယ် မြတ်စွာဘုရားပါဠိတော်အရာဆိုရင်သမုဒိယဓမ္မနုပတိမဟုတ်ကုဆရာတော်ဘုရားကြီးရဲ့တရားတော်နဲ့ဆိုရင်အကျမ်းစာဖောက်ပြန်မှုတွေကိုနိုင်အောင်ရှုအတူတူပဲ အဲ့တော့ယောဂီပေါင်းတော်ကောင်းတို့လေရှေ့ပိုင်းမှာဘာပဲလိုအပ်တယ်လဲဆိုလို့ရှိရင်ဝရိယထားပြီးတော့တတိနဲ့ရှုမှတ်ဖို့ရန်တာလေလိုအပ်တယ်ဝရိယထားပြီးတတိနဲ့ရှုမှတ်ဖို့ရန်တာလေလိုအပ်ပါတယ်တဲ့လိုအပ်ပါတယ်တဲ့ဒါကြောင့်ဝရိယရှိရမယ်တတိရှိရမယ် ဝရိယထားပြီးတော့တတိနဲ့သာမှတ်နေလို့ရှိရင်တမာတိဆိုတာကမလိုချင်ရင်လည်းရမယ်လိုချင်ရင်လည်းရပါလိမ့်မယ်တမ္မာရိရပြီဆိုလို့ရှိရင်ဖြစ်ပြီးပြတဲ့သဘောသူ့ရဲ့တဘာဝတရားကိုကသူပြပေးတယ် တဘာဝတရားအရာဖြစ်ပြီးတဲ့နောက်ပြတဲ့သဘောလေးကိုကိုကဉာဏ်ဥစည်းပြီးတော့ဝရိယထာတတိနဲ့ရှုမှတ်နေုံပါပဲတဲ့ဒါကြောင့်ယောဂီအပေါင်းတော်ကောင်းတို့ဝရိယထာပြီးတတိနဲ့သာရှုမှတ်နေပါတဲ့အ ਨੇ ဆုံးတော့တတိမလွတ်စေနဲ့ เบเบกลั่นในอคามิวลั่นในติตตีลีกันเล่ญาเบกลั่นในคามาเลยลันในติตตีลีดักกันเลยอธิกะก็တော့ตติปันလို့ဆိုသည်အတိုငตัดดีมတ်ဖို့ရအရေးจีบารါတယ်ตัดดีมတ်ဖို့ရအရေးจีီးတ အနည်းဆုံးတတိတော့ရှိနေရမယ်တတိမှမရှိတော့ဘူးဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဟာလေယောဂီရဲ့လို့သူကပြောလို့မရတော့ယောဂီသူပြောရင်တောင်မှပဲတတိလွတ်သွားတဲ့ယောဂီလို့ဒီလိုပဲပြောရတော့ တတိမရှိလည်းရင်ခန္ဓာကိုယ်လည်းမငြိမ်ဘူးတတိမရှိလည်းရင်အမှုအရာလည်းမငြိမ်ပါဘူးတဲ့အာလုံးတတိနဲ့နေထိုင်ကြပါလို့တိုက်တွန်းရင်တတိထားပါဂောရိယဆိုင်ပြီးတော့ဖြစ်ပြည့်ရှုမှတ်နိုင်တဲ့ယောဂီတို့ကဉာဏ်နဲ့ ဖြစ်ပြရှုမှတ်ပေးကြပါယောဂီအပေါင်းတို့တော်ကောင်းတို့